လူကြီးမကြီးများအလုံးမဲမင်္ဂလာပါရှင်မနေ့ပြန်18ရက်6လ25ပေါ့နော်အင်္ဂါနေ့မနေ့ညနေအတွက်ပါနော်ဒီကနေ့ကတော့ထိတ်အပိတ်ကိုရှာပေးထားတယ်နော်ထိတ်အပိတ်ထိတ်နဲ့အပိတ်နဲ့ထိတ်ပရိတ်ရှာတော့နော်ထိတ်နဲ့အပိတ်နဲ့ရှာပေးထားပါတယ်ဒါဆိုရင် ချက်သားကြည့်အောင်เนาะဒီမှာရှိတဲ့3 3အောင်ရဲ့တောင်းရဲ့နှလုံးပေါင်းတော့ပေါင်းခြင်းက6ပါဝါ1နက္ခတ်ကို619ဆိုပြီးဒါကတော့ထိုက်စည်းကတုံးလုံးရတာလေเนาะဒါဆိုရင်ထောက်ကနန်းလေးကဒီမှာကြည့်မယ်6ခွန်ပါเนาะ6ခွန်ဆိုတော့တကြမလို့သူက6ထိပ်စီ619မှာဒီမှာက6ဆိုပြီးတော့ဆင်းထားတယ်เนาะဒါဆိုလို့ရှိရင်ဆက်သွားပါမယ်ရခဒီမှာရှိတာ6ဒီမှာရှိတာ6 66နှလုံးပေါင်းတော့ပေါင်ခြင်းကနဲ့ပါဝါကခွန်နက္ခတ်က၄နှစ်ခ ွန်လေးဆိုပြီးတော့ထိပ်စီကသုံးလို့ရတာလေเนาะဒါဆိုရင်ထွက်ကနန်လေးကိုကြည့်မယ်ဒီမှာပါနှစ်သုံးနှစ်ထိပ်စီဆိုတဲ့အတွက်ကြောင့်မလို့နှစ်ခွန်လေးမှာဒီမှာနှစ်ဆိုပြီးတော့ဆင်းထားပါလေဒါဆိုရင်ဒီကဒီမှာသွားမှာက၃ညရဲ့နှစ်ရဲ့တုံညရဲ့နှစ်ရဲ့နှလုံးပေါင်းတော့ပေါင်းခြင်းနဲ့ပါပါဝါကခွန်နခတ်ကလေးနှစ်ခွန်လေးဆိုပြီးတော့သူကဒိစီ၃လုံးရထားတယ်เนาะဒါဆိုလို့ရှိရင်ညီမတို့အခုအပိတ်ကို ဆက်ပြီးတော့ပါကြမယ်เนาะအပိတ်ကိုဆက်ပြီးတော့ရှာပါမယ်အပိတ်ကကျတော့ဒီမှာရှိတာ၃ညဒီမှာရှိတာခွန်เนาะအစိမ့်လေးကိုကြည့်ပြပါ၃ည9လောက်ပေါင်းတော့ပေါင်းချင်းခွန်ပါဝါကနဲ့နက်ခတ်က၃ညခွန်နဲ့၃ညဆိုပြီးအပိတ်က၃လို့ရထားတာပေါ့เนาะဒါဆိုရင်ထွက်တဲ့ကဏ္ဍကိုကြည့်မယ်6ခွန်ခွန်နဲ့အပိတ်ပါခွန်နဲ့၃ညမှာဒီမှာခွန်နဲ့ဆိုပြီးတော့စဉ်းထားပါတယ်เนาะ ါ။ဒါဆိုရင်ဆက်သွားပါမယ်။ဒီမှာရှိတာက3ဒီမှာရှိတာက3ည။3 3ညနှလုံးပေါင်းတော့ပေါင်းခြင်း3ပါဝါက8နှက်က9 35ဆိုပြီးတော့အပိတ်က3လုံးပေါ့နော်။ဒါဆိုရင်ထွက်ကနန်းကိုကြည့်မယ်။ဒီမှာနှစ်3ဆိုတော့3ထိပ်စီ။ဒါဆိုလို့ရှိရင်သူကဒီမှာ3ဆိုပြီးတော့စဉ်းထားပါနော်။ဒါဆိုရင်ချက်သွားမယ်ဒီမှာခွန်ဒီမှာ1 ဟွန်တက်နှလုံးပေါင်းတော့ပေါင်းခြင်းရှစ်ပါဝါက3နက်ကတ်ကတ်ရှစ်3တက်ဆိုပြီးတော့ဒါကတော့အပိတ်ပုံလုံးတွေးထားတာလीပေါ့နော်ဒါဆိုရင်ထိပ်ပိတ်ကဏ္ဍလေးတွေးကြည့်အောင်နော်နက်ကို၈နဲ့တွဲတော့နက်၈ပါ နှစ်ကို3နဲ့တွဲတော့နှစ်3နှစ်ကို1နဲ့တွဲတော့နှစ်1ဟုတ်ပြီနော်ခွန်နဲ့တွဲမယ်ခွန်ကို6နဲ့တွဲတော့ခွန်6ခွန်ကို3နဲ့တွဲတော့ခွန်3နဲ့ခွန်ကို1နဲ့တွဲတော့ခွန်1ပေါ့နော်ဒါဆိုရင်ဒီမှာ၄ထိပ်စီရှိပါသေးတယ်၄ကို6နဲ့တွဲတော့၄6၄ကို3နဲ့တွဲတော့၄3နဲ့၄ကို1နဲ့တွဲတော့၄1ဆိုပြီးတော့ကဏ္ဍလေးကကိုကွက်ရထားရဲ့နော်ဒါကတော့မနှက်ပြဲအတွက်ကစားရမယ်ကဏ္ဍလေးဒီပါမိုးရကြတော့အော်ကွက်လီကနှစ်ကို6အပိန်နဲ့နှစ်6တစ်ကွက်က တစ်ခွက်ကောင်းနေနဲ့အော်ခွက်ကိုတွေးထားပါတယ်နော်။ဒါကတော့ညမရှယ်ရတာကိုချက်ပြချင်းဖြစ်ပါတယ်နော်။ကိုရောမတို့အကြိုက်တူမကြိုက်တဲ့မဆိုလိုက်ပြီးတော့ခံစားကြပါ။အားလုံးပဲမနက်ဖြန်တိုင်းကိုကံကောင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်။